မင်္ဂလာပါရှင်ခြေချောင်းလေးတွေချာကတဲဝဲစားနေလို့ခြေတော့မချနိုင်အောင်ခန်းစားနေရပြီလားမြေချောင်းကဲနာ အလုံးလုတ်ရသူတွေမိုးရီတဲ့ခီးသွားလာရသူတွေဒါမှမဟုတ်ဘွေရီနဲ့ထိတွေ့မှုများတဲ့သူတိုင်းလိုလိုမကြာခဏကြုံရတတ်တဲ့ကူးဆက်တတ်တဲ့မှုယောဂါပဲနော်ကိုတိုင်းလဲကြုံဘူးလို့ဘလောက်ဆိုးရွားလဲဆိုတာကောင်းကောင်းသိပါတယ်ကဲဒါဆိုနှစ်ရက်ကနေ၃ရက်အတွင်းလုံးဝပျောက်ကင်းစေမဲ့အဘိုးဘွားနေရဲ့လှုပ်ဝက်ချက် ှက်ပြောဖူးကိုအသုံးပြုတဲ့ဆေးမီတို့လေးကိုမျှောက်ဝေပြီးမင်းနော် ပထမဆင်းဒီမမီရတဲ့ငှက်ပြောဖူးရဲ့အကင်ဘက်ကကွာကြနေွေအဖက်တရက်ကိုယူလိုက်ပါဒုတိယဆင်းဒီအဖက်ကိုမီးရှို့ပြီးပြချလိုက်ပါရလာတဲ့ပြာနုလေးကိုတန်းစင်နဲ့အုံစီစစ်စစ်အနေငယ်နဲ့တမန်အောင်ဖြော်ပြီးစေတမျိုးရအောင်လုပ်ရပါမယ်နောက်ဆုံးဆင်းရရှိလာတဲ့ဈေးကိုတဲဝဲစားနေတဲ့ခြေချောင်းလေးတွေကြားခြေတော့အောက်ခြေနဲ့ခြေပွားရုပ်ကိုစိတ်ရှိလက်ရှိလင်းပြီးပါ အချင်းကြီးအများကြီးမလိုပါဘူး။နှစ်ရက်ကနေသုံးရက်အတွင်းလုံးဝပျောက်ကင်းသွားတာကိုကိုရိတ်ခံစားရပါလိမ့်မယ်နော်။တချို့ကသွားတိုက်စီးဒီလင်းတာအာလူးစင်းတွေကတ်တာလို့ပြီးမဲ့မျက်မျက်မပြောက်နိုင်ပါဘူး။ဒီငန်တျောဘူးစေးနီးကတော့လွယ်လဲလွယ်ညံလဲညံနဲ့နီးနန်းလီပါ။ဒါဆိုရင်တဲဝဲစားတော့စိတ်ညစ်နေတဲ့သူတွေဒီလွယ်ကူတဲ့မြမရိုရာစေးနီးကိုစမ်းသုံးကြည့်ပြီးတက်တာပျောက်ကင်းကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်နော်။လိုသူတွေအတွက်ရှင်းပေးဖို့လည်းမမေ့နဲ့အောင်နော်။ အားလုံးပဲအဆင်ပြေကြပါစေရှင်။